ခရီမန်ချက်ရဲ့မီလီယံများကြကဒွန်ဘတ်တိုက်ပွဲနဲ့ရုရှားရဲ့စီးရီလှုပ်ရှားမှုများမင်္ဂလာပါစီးရီသတင်းချစ်သူပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးသွားမယ်လွန်ခဲ့တဲ့၁၂နှစ်အတွင်းမှာအရှေ့ဥရောပစစ်မြေပြင်မှာဖြစ်ပျက်ခဲ့တဲ့အရေးကြီးဆုံးအခြေအနေတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့အခြေမဆွဲဘဲနဲ့စတင်လိုက်ရအောင်ပူတင်ရဲ့ခိုင်မာတဲ့သဘောထားများဒီဗီဒီယိုမှာပထမဆုံးအနေနဲ့ရုရှားဖက်ဒရေးရှင်းသမ္မတဗလာဒီမာပူတင်ရဲ့ထုတ်ပြန်ချက်တွေကိုဆွေးနွေးသွားခြင်းပါတယ် သူဟာယူကရိန်းနေတိုးအဖွဲ့ရဲ့တိုးချဲ့မှုတွေအကြောင်းကိုတိတိကျကျပြောဆိုခဲ့တယ်လို့အီရန်နဲ့အမေရိကန်ပြည်ထောင်စုအကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ပူတင်ကရုရှားစစ်သားတအုပ်ရဲ့ခြေလှမ်းတွေရောက်ရှိရမည်ဟာကျွန်တော်တို့ပိုင်တာပါပဲ။ရုရှားနဲ့ယူကရိန်းပြည်သူတွေဟာတမျိုးတည်းပါပဲ။ဒီသဘောအရယူကရိန်းတစ်ခုလုံးကကျွန်တော်တို့ပိုင်တာပါပဲလို့ခိုင်မာစွာပြောကြားခဲ့ပါတယ်။ဒါအပြင်သူကရုရှားဟာယူကရိန်းကိုလက်နက်ချခိုင်းဖို့မကြိုးစားဘဲနဲ့မြေပြင်မှာရှိနေတဲ့အခြေအနေမှန်တွေကိုအတိအမှတ်ပြုဖို့သာတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ DBR NBR ခါဆွန်နဲ့ဇာပိုရီဇိုင်းဒေသတွေအကြောင်းကိုရင်းနှီးပြောဆိုခဲ့တာဖြစ်ပါတယ်။တမဒပူတင်ဟာယူကရိန်းရဲ့လွတ်လပ်ရေးကိုဘယ်တော့မှမေခွင်မထုတ်ခဲ့ကြောင်းဒါပေမဲ့1990ခုနှစ်ဆိုဗီယက်ယူနီယံပြိုလဲချိန်မှာယူကရိန်းနေဟာဂျာနီနိုင်ငံအဖြစ်ကျင်းညာခဲ့ပြီးတော့ဒါဟာရုရှားကသူတို့ရဲ့လွတ်လပ်ရေးကိုလက်ခံတဲ့အဓိကအကြောင်းရင်းဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။အခုတော့ယူကရိန်းဟာ NATO နဲ့ဥရောပတမကရဲ့အစိပိုင်ဖြစ်လာဖို့ကြိုးပမ်းနေတာကိုရုရှားကဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။စစ်ပွဲရပ်တန့်ရေးညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးတော့ ်ပူတင်က2022ခုနှစ်နဲ့2024ခုနှစ်တွေမှာရုရှားဘက်ကအစင်အတိုင်းမှာညှိနှိုင်းမှုအစိုးပြုခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အခုလည်းညှိနှိုင်းမှုတွေလုပ်နေပြီမဲ့မကြခင်မှာပြိုလဲသွားနိုင်တယ်လို့သူကသုံးသပ်ခဲ့ပါတယ်။ရုရှားစစ်တပ်ဟာနေစင်နဲ့အမျှရှေ့တိုးနေပြီးတော့ယူကရိန်းလက်နက်ကင်တပ်ဖွဲ့တွေဟာကာရူစကီဒေသမှာစစ်သား9600ဆုံးရှုံးခဲ့ရတဲ့အတွက်ဒါဟာသူတို့အတွက်ကပ်ဘေးတခုဖြစ်တယ်လို့လေပူတင်ကထောက်ပြခဲ့ပါတယ်။နေတိုးရဲ့တိုးချဲ့မှုနဲ့ပတ်သက်လို့ကတော့ပူတင်ကကနအူးမတိုးချဲ့ဘူးလို့ ကတိပြုခဲ့ပေမဲ့လို့အခုနေတို့အဖွဲ့အား6ကြိမ်တိုင်တိုင်တိုးချဲ့ခဲ့ပြီဖြစ်ကြောင်းဒါကိုရုရှားတို့ကဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့အခိုင်အမာပြောဆိုခဲ့ပါတယ်အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ပတ်သက်လို့လည်းရုရှားနဲ့အီရန်တို့ဟာတူညီတဲ့ရန်သူတွေကိုတိုက်ခိုက်နေကြကြောင်းရုရှားဟာအီရန်ရဲ့ငြိမ်းချမ်းသောနျူကလ িয়ার စွမ်းအင်အစီအစဉ်ကိုအမဲထောက်ခံကြောင်းပြောကြားခဲ့ပါတယ်ဒါတွေကနေကြည့်ရင်ရုရှားဟာအီရန်ဘက်မှာခိုင်မာစွာရပ်တည်နေပြီးတော့ဒီဒေတာမှာသူတို့ရဲ့ဩဇာအာဏာကိုတိုးမြှင့်ဖို့ကြိုးပမ်းနေတယ်ဆိုတာကိုတွေ့ရပါတယ် ခရီမန်ချက်ကိုမိွားလိုက်တဲ့ရုရှားတုံးကြီးများအခုဆက်လက်ပြီးခရီမန်ချက်မြို့ပေါ်မှာလွန်ခဲ့တဲ့ဆန္ဒနာရီအတွင်ဖြစ်ပွားခဲ့တဲ့ရုရှားရဲ့ကြီးမားတဲ့တုံးကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေအကြောင်းကိုဆွေးနွေးကြပါတယ်ကျွန်တော်တို့ရရှိထားတဲ့သတင်းချက်လက်တွေအရရုရှားတွေဟာအဲ့ဒီမြို့တွေစီကိုဒရုန်းတွေကာလီဘာတုံးကြီးတွေ cross တုံးကြီးတွေအင်္ဂါတာတုံးကြီးတွေနဲ့ဖြစ်နိုင်ခြေရှိတဲ့အတန်တက်မြန်တဲ့တုံးကြီးတွေအပါအဝင်သူတို့မှရှိသမျှအရာအားလုံးကိုအသုံးပြုပြီးတော့ပြစ်လွတ်လိုက်ပါတယ်ညာဘက်မှာခရီမန်ချက်အပေါ်မှာကြီးမားတဲ့ထိုးစစ်ဆင်ခဲ့ပြီးတော့ မြို့ထဲမှာပောက်ကွဲတန်50လောက်ထိကြားခဲ့ရတယ်လို့ဒေသခံတွေကပြောဆိုပါတယ်ဒရုန်းနဲ့ဆက်သွယ်ကြမ်းကျင်သူစာဂျီဘီကိုဘီကတော့သူတို့ဟာဂရီမန်ချက်ရေနံချက်ဆက်ယုံကိုထပ်ပြီးတော့ဖျက်ဆီးနေကြတာပါပဲမြို့အပေါ်မှာအကြီးအကျယ်စီးနင်းတိုက်ခဲ့တဲ့နှီးပြူဟာကိုအသုံးပြုခဲ့ကြတယ်ဘယ်မြို့ရဲ့လေကြောင်းရာကာကွယ်ရေးစနစ်ကဒါကိုတောင်းခံနိုင်မှာလဲလို့យေတာခဲ့ပါတယ်ရုရှားတိုက်ခိုက်မှုရဲ့လေကြောင်းတွေကိုကြည့်မယ်ဆိုတော့သူတို့ဟာယူကရိန်းကိုအရှိမြောက်အရှိအရှိတောင်နဲ့တောင်ဘက်ကနေတိုက်ခိုက်နေတာ ဖြစ်ပါတယ်ဒါဟာကီဝီမြို့ကိုတိုက်ခိုက်မယ်ဟန်ဆောင်ပြီးတော့ ယူကရိန်းရဲ့လေကြောင်းရာကာကွယ်ရေးကိုအာရုံလွှဲဖို့အတွက်ရည်ရွယ်တဲ့လှည့်ကွက်တစ်ခုဖြစ်တယ်လို့ခန့်မှန်းရပါတယ်။တောင်မက်ဥတီယာဖြစ်တဲ့အိုဒီဆာမြို့ကိုတိုက်ခတ်ခဲ့တာကလည်းယူကရိန်းလေကြောင်းရာကာကွယ်ရေးကိုလမ်းလွှဲစေဖို့ရုရှားရဲ့နောက်ထပ်လှည့်ကွက်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အဓိကတိုက်ခိုက်မှုတွေကတော့ပါရီမန်ချက်ဒေသမှာပဲဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေပြီးမှဂရီမန်ချက်ရေနံချက်ဆက်ယုံဟာဘာမှမပျက်စီးဘဲနဲ့ကြံခဲနိုင်မှာမဟုတ်ဘူးလို့ယူဆရပါတယ်။ဒီဗီဒီယိုမှာမြင်ရတဲ့ပောက်ကွဲမှုတွေကကြီးမားတဲ့ပြင်းထန်တစ်ခုဖြစ်စီခံနေရတာကိုညွှန်ပြနေပါတယ်။ ဒီဒေတာဟာအလွန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့မြေပုံကိုကြည့်ရင်အရှိတ်ဘက်ကိုသွားတဲ့မီယထာလန်တွေအများကြီးရှိပါတယ်။တလန်ကခါကီဘီမြို့စီကိုသွားပြီးတော့နောက်တလန်ကဒွန်ဘတ်မြို့ကိုသွားနေပါတယ်။အခုရုရှားတွေဟာတနေတဲ့မြနယ်မြေများစွာကိုထိန်းချုပ်ဖို့ရည်ရွယ်ချက်နဲ့ဒီဒေတာမှာတိုးတက်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီရေနံချက်ဆက်ယုံနဲ့ယူကရိန်းစီတူလောင်ယုံတွေကိုဖျက်ဆီးနိုင်ခဲ့ခြင်းဟာရုရှားတွေအတွက်နောက်ထပ်ရက်အနည်းငယ်အတွင်းမှာသူတို့ရဲ့စီးရဲအနေအထားကိုတည်တည်တတ်တတ်မြင့်တင်ဖို့အထောက်အကူပြုပါလိမ့်မယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကဇွန်လ15ရက်နေ့ကလည်းရုရှားတွေဟာပါရီမန်ချက်ကိုတိုက်ခတ်ခဲ့ပြီးတော့ယူကရိန်းရဲ့လောင်စာစီနဲ့ခဲယံမီကြောက်တိုးလောင်းယုံတွေကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်။အဲဒီတိုက်ခတ်မှုတွေပြီးမှရုရှားဟာကွန်စတန်တီနီဗကာဥတီယာမှာသူတို့ရဲ့အနေအထားတွေကိုတည်တည်တတ်တာမြင့်တင်နိုင်ခဲ့ပြီးတော့အခုလည်းတိုက်ခတ်မှုကိုထပ်မံလှုပ်ဆောင်ခဲ့တာကြောင့်မကြာခင်မှာရုရှားတို့အတွက်မြေပြင်အပြောင်းအလဲတွေထပ်မံဖြစ်လာနိုင်တယ်လို့မျှော်လင့်ရပါတယ်။မြေပြင်တိုက်ပွဲတွေရဲ့အရှိန်အဟုန်အခုမြေပြင်အခြေအနေကိုဆွေးနွေးကြရအောင်ပါ။ လွန်ခဲ့တဲ့၁၂နှစ်အရွယ်အတွင်းမှာရုရှားတွေဟာသူတို့ရဲ့အနေအထားကိုတည်တည်တသာ မြင့်တင်နိုင်ခဲ့ပါတယ်။ Donbas data မှာတော့အရေးကြီးဆုံး update တွေဟာကွန်စတန်တီနီဘကာကနေရရှိခဲ့ပါတယ်။မနေ့ကရုရှားတွေဟာရေဘလိုနိုဘကာရွာရဲ့အနောက်ဘက်နဲ့အနောက်တောင်ဘက်ချမ်းတွေမှာသူတို့ရဲ့အနေအထားတွေကိုတည်တည်တသာမြင့်တင်နိုင်ခဲ့ပါတယ်။မော်တော်ဆိုင်ကယ်တွေတန်ကြပ်ကာယာဉ်တွေနဲ့ခြေလင်တိုက်ခိုက်ရေးယာဉ်တွေကိုအသုံးပြုပြီးတော့အနောက်ဘက်နဲ့တောင်ဘက်ကနေအနောက်တောင်ဘက်ချမ်းကိုတိုက်ခိုက်ခဲ့ကြတာပါ။ အဲဒီတိုက်ခိုက်မှုတွေကြောင့်မြေပုံရေးဆွဲသူအများစုဟာရက်ဘလိုနိုဘကာရဲ့အနောက်တောင်ဘက်ခြမ်းမှာသူတို့ရဲ့မြေပုံတွေကိုပြုပြင်ခဲ့ကြပြီးတော့ဒီနေ့မှာရုရှားရဲ့ထိန်းချုပ်မှုအောက်ကနောက်ထပ်နယ်မြေတွေကိုပါထပ်မံချဲ့ထွင်ခဲ့ပါတယ်ရုရှားဟာရက်ဘလိုနိုဘကာရဲ့အနောက်ဘက်ခြမ်းအတွက်တိုက်ပွဲကိုအဆုံးသတ်နိုင်ခဲ့ပြီးတော့အခုတော့အလဲပိုင်းအတွက်တိုက်ပွဲကိုစတင်နေပြီလို့ဆိုပါတယ်ပရိုယူကရိန်းရင်းမြစ်တွေဖြစ်တဲ့ Deep State ကထုတ်ပြန်တဲ့သတင်းအရာကတော့ရုရှားတွေဟာထိုးစစ်ရဲ့ရလက်အနေနဲ့အန်တာတီတူလန်တျှောက်ကနောက်ထပ်ခံတပ်တစ်ခုကိုလုံးဝထိန်းချုပ်နိုင်ခဲ့ပါတယ် ဒါဟာရဘလိုနိုဘကာရဲ့အနောက်ဘက်ခြမ်းမှာရုရှားတွေတည်တည်တတ်တတ်တိုးတက်မှုဖြစ်ပြီးတော့သူတို့ဟာဆက်လက်တိုးတက်နေပါတယ်။ရုရှားတွေဟာရဘလိုနိုဘကာရဲ့အလဲပိုင်းနဲ့အနောက်မြောက်ဘက်ခြမ်းတွေမှာယူကရိန်းလက်နက်ကင်တပ်ဖွဲ့တွေရဲ့ခံတပ်တွေကိုချိုးဖျက်ပြီးတော့ကက်ထရီနီဘကာနဲ့ကင်ပိုဇက်မြစ်ဒေသတွေမှာသူတို့ဝိုင်းရံဖို့ကြိုးစားနေပါတယ်။နောက်ထပ်အရေးကြီးတဲ့သတင်းတစ်ပုဒ်ကတော့ပရိုယူကရိန်းရင်းမြစ်တွေကနေထုတ်ပြန်ခဲ့တာပါ။ရုရှားတန်ကြပ်ကတပ်ဖွဲ့တွေဟာပရိုဘီစကီမှာတိုက်ရိုက်ကြီးမားတဲ့ထိုးစစ်ကိုစတင်ခဲ့ပြီလို့ယူကရိန်းတွေကပြောပါတယ်။ ဒီရွာကိုသိမ်းပိုက်နိုင်ခဲ့ရင်ရုရှားတွေဟာဥတီယာ၃ခုမှာတိုက်ခိုက်နိုင်ခဲ့တဲ့အခွင့်အလမ်းများစွာကိုရရှိမှာပါ။ဒါကြောင့်ရုရှားတွေဟာပေါ်လိုဘစ်ကကွန်စတန်တီနိုပကဒေသတွေကြားမှာသူတို့ရဲ့အနေအထားတွေကိုမြင့်တင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒီဒေသမှာယူကရိန်းလက်နက်ကင်တပ်ဖွဲ့တွေရဲ့တရားအ ਨੇ စုံ၃ဆင်းဟာရုရှားရဲ့ဒရုန်းတွေနဲ့ဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်။ရုရှားတွေဟာယူကရိန်းကာကွယ်ရေးရဲ့ပထမဆုံးတိုက်ခိုက်မှုမြေတရှောက်မှာထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်ဆီးနိုင်ခဲ့ပြီးတော့ အခုတော့ဒီဒေတာမှာအကြီးအကျယ်တိုးတက်မှုတွေရရှိနိုင်မယ်လို့ကျွန်တော်တို့ကမျှော်လင့်ပါတယ်။ရုရှားရင်းမြစ်တရဲ့အဆိုအရလွန်ခဲ့တဲ့ဆန်းနှစ်နာရီအတွင်းမှာရုရှားတွေဟာရိုဆိုင်နာရွာရဲ့အနီးတဝိုက်မှာယူကရိန်းကာကွယ်ရေးတွေကိုစမ်းသပ်ခဲ့ပါတယ်။သူတို့တွေဟာတင်ကားဖြတ်မြောင်းနေတဲ့တစ်ပင်တန်းတွေကိုထိန်းချုပ်ဖို့စ조사ခဲ့ပြီးတော့ရိုဆိုင်နာရွာရဲ့ရှေ့နိုဘကမင်းကာရွာရဲ့အရှေ့မြောက်ဘက်မှာအခြေချဖို့စ조사နေခဲ့ပါတယ်။ဒါ့အပြင်ရုရှားအရင်းမြစ်တွေကနိုဘကမင်းကာကိုရိုင်းစီဥတီတဲ့အရှေ့ဘက်ကနေမြေပြင်ပေါ်မှာနောက်ထပ်တိုးတက်မှုတွေအကြောင်းကိုဖော်ပြခဲ့ပါတယ်။ အခုချိန်ထိတော့မြေပြင်ပေါ်မှာအပြောင်းအလဲမရှိသေးပေမဲ့နောက်ထပ်ရက်အနည်းငယ်အတွင်းမှာရုရှားဘက်ကမြေပုံတွေပြောင်းလဲလာနိုင်ပါတယ်ဒါဟာနိုမခမင်းကမျိုးနဲ့ပရိုကိုဗစ်ကာစုပေါင်းဒေတာတစ်ခုလုံးအတွက်တိုက်ပွဲရဲ့အစဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်နောက်ထပ်တစ်ပတ်ဒါမှမဟုတ်နှစ်ပတ်အတွင်းမှာဒီဒေတာကအရေးအကြီးဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံး update သတင်းတွေကိုကျွန်တော်တို့ရရှိတော့မှာပါကူပန်ဘက်ကရေလောင်ကန်နဲ့အန်တာတီတူလမ်းကြား ယူကရိန်းရဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့ဒုတိယကာကွယ်ရေးအလွှာနဲ့နိုဝခမင်းကမြို့ကိုရိုင်းကြားနယ်မြေတွေဟာရုရှားဖက်ဒရေးရှင်းလက်နက်ကင်တပ်ဖွဲ့ရဲ့နောက်ထပ်ပြစ်မှတ်ပဲဖြစ်ပါတယ်။သူတို့ဒီလိုအနေအထားတွေကိုမြင့်တင်နိုင်ခဲ့ရင်ယူကရိန်းကာကွယ်ရေးတွေကလုံးဝပြိုလဲခြင်းအစဖြစ်လာမှာဖြစ်ပါတယ်။ဇာပိုရီဇာအိုင်းနဲ့နီရိုပိုပီစကာဒေတာရဲ့ပူပြင်းတဲ့တိုက်ပွဲများနီရိုပိုပီစကာဒေတာရဲ့အခြေအနေကိုကြည့်အောင်ပါ။ကျွန်တော်တို့ရရှိထားတဲ့သတင်းအချက်လက်တွေအရဇာပိုရီဇာအိုင်းရွာအတွက်အလွန်ပူပြင်းတဲ့တိုက်ပွဲတွေရှိနေပါသေးတယ်။ပရိုယူကရိန်းရင်းမြစ်တွေအရ ရုရှားတွေဟာမြေပြင်ပေါ်မှာတိုးတက်နေတာကိုအတည်ပြုခဲ့ပြီးတော့ရုရှားတွေဟာဇာပိုရီဇာဟန်ရွာတွေကိုတကယ်ပဲဝင်ရောက်နိုင်ခဲ့တယ်လို့အတည်ပြုပါတယ်။ဒါပေမဲ့ရွာကိုယ်တိုင်အပေါ်မှာအပြောင်းလဲမရှိသေးပေမဲ့ရုရှားတွေဟာပတ်ဝန်းကျင်မှာသူတို့ရဲ့အနေအထားတွေကိုမြင့်တင်နိုင်ခဲ့ပါတယ်။ဇာပိုရီဇာဟန်ရွာအတွက်တိုက်ပွဲတွေဟာ၄-၅ရက်လောက်ကလေးကစတင်ခဲ့တာဖြစ်ပြီးတော့ယူကရိန်းတွေကပြင်းပြင်းထန်ထန်ခုခံနေတဲ့အတွက်ရုရှားတွေအနောက်ဘက်ကိုဆက်မသွားနိုင်အောင်တားဆီးနိုင်ခဲ့ပါတယ်။အခုတော့ရုရှားတွေဟာဇာပိုရီဇာအန်ရွာတွေကိုဆက်သွားဖို့စူးစမ်းမှုတွေရပ်ဆိုင်းပြီးတော့ တောင်ဘက်ကနေရွာကိုပတ်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အလွင်ယုံကြည်စိတ်ချရတဲ့ရင်းမြစ်တွေအရရုရှားတွေဟာလမ်းစုံကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီသတင်းအချက်လက်မှတ်ကန်ရင်ဒီအိတ်ကန့်ငယ်လေးတွေကရွာတွေတိုင်းဟာတခုတည်းဖြစ်နေပါပြီလို့ဆိုနိုင်ပါတယ်။ဇဟာကိုင်လာနဲ့ဇာပိုရီဇာဟိုင်းရွာတွေအကြောင်းကိုပြောနေတာဖြစ်ပြီးတော့ဒီသတင်းအချက်လက်တွေဒါမှန်ကန်ခဲ့ရင်တော့နောက်ထပ်ရက်အနည်းငယ်အတွင်းမှာဒီနယ်မြေတွေကိုသိမ်းပိုက်နိုင်မှာသိကြပါတယ်။ဒါပြင်ကမ္ဘာနဲ့ဗီလိုင်ကနိုဘိုစီကရွာတွေကြာဆုံးပြီးတဲ့နောက်ရုရှားတွေဟာဆိုင်ယူကဘေကရွာကိုမြောက်ဘက်ကနေပတ်ပြီးတော့ တိုက်ခိုက်ဖို့နဲ့ဘိုလိုတာမိုင်းဝီဘက်ကနဲ့ရှိုင်ယိုကဗလာရွာကြားကအဓိကလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ရည်ရွယ်ချက်နဲ့အနောက်ဘက်ကိုတိုးတက်နေတယ်လို့အစီရင်ခံစာတွေတွေ့ပါတယ်။ဒီထောက်ပံ့ရေးလမ်းကြောင်းတွေဟာလက်ရှိမှာရုရှားတွေအတွက်အရေးကြီးဆုံးပြစ်မှတ်တွေကတစ်ခုဖြစ်ပါတယ်။ရှိုင်ယိုကဗလာဒေတာမှာရုရှားရဲ့တိုးတက်မှုထိုးစစ်ကိုတစ်စတိတ်လို Pro Ukraine ရင်းမြစ်တွေကအတည်ပြုခဲ့ပါတယ်။ဒါဟာဒီဒေတာမှာရုရှားထိုးစစ်ရဲ့အရေးကြီးတဲ့တပ်တွေတစ်ခုဖြစ်ပါတယ်။အခုရုရှားတွေဟာသူတို့ရဲ့ထိုးစစ်ကိုဆက်လက်လှုပ်ဆောင်နေပြီးတော့ဝီလီကမိုင်ခိုင်းလီဘကာရွာနဲ့ပေါ်ရိုဘစ်ကာရွာတွေဟာ ရုရှားတို့ရဲ့အဓိကပြစ်မှတ်ပဲဖြစ်ပါတယ်။မလိုင်းနီဗကဒေတာကနေနောက်ထပ်အသေးစိတ်အချက်လက်တွေကိုရရှိခဲ့ပါတယ်။ရုရှားတွေဟာရွာကိုရိုင်ရဲ့အရှိတောင်ဘက်ခြမ်းမှာသူတို့ရဲ့အနေအထားတွေကိုမြင့်တင်နိုင်ခဲ့ပါတယ်။မနေ့ကရရှိခဲ့တဲ့ဗီဒီယိုမှာပရိုယူကရိန်းရင်းမြစ်တွေအရရုရှားဖက်ဒရေးရှင်းလက်နက်ကင်တပ်ဖွဲ့ရဲ့အစွန်းဆုံးနေရာတွေကိုအော်တိုတော့ဖျားအောင်နယ်မြေကိုမြင်တွေ့နိုင်ပါတယ်။ရုရှားတွေဟာဒီနယ်မြေကိုထိန်းချုပ်ပြီးတော့မြေအောက်တူးကျင့်လုပ်ငန်းစဉ်ကိုစတင်ခဲ့ပါတယ်။ဒီဗီဒီယိုပေါ်မှာအခြေခံပြီးမြေပုံရေးဆွဲသူအများစုဟာသူတို့ရဲ့မြေပုံတွေကိုပြုပြင်ခဲ့ပြီးတော့ဒီနေ့မှာတော့ ရုရှားတွေဟာသူတို့ရဲ့အနေအထားတွေကိုပုံပုံမြင့်တင်နိုင်ခဲ့ပြီးအရှိတောင်ဘက်ခြမ်းကိုလုံးဝထိန်းချုပ်နိုင်ခဲ့ကအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေတယ်လို့အစိုးရကစားတွေတွေ့ပါတယ်။ဖြစ်နိုင်တာကရုရှားတွေဟာဒီအနေအထားမြင့်တလျှောက်နေမြေကိုတိုးတက်ပြီးတော့လုံးဝထိန်းချုပ်ဖို့လှုပ်ဆောင်နေမှာဖြစ်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးအတွက်ကတော့ဒီလောက်ပါပဲပရိသတ်ကြီးတို့ရေကျွန်တော်တို့ channel ကနေကမ္ဘာပေါ်မှာအကြမ်းဖက်မှုတွေပဋိပက္ခတွေအများကြီးရှိနေတယ်ဆိုတာကိုအမြဲတမ်းပြေးနေမှာပဲဖြစ်ပါတယ်။နောက်ထပ်လဲစေဝင်စားစရာစီရီသတင်းတွေနဲ့ပြန်လာခဲ့ပါဦးမယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ရဲ့ channel လေးကိုလိုက်ရ subscribe လုပ်ခဲ့ပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ